တော့မှာမျက်စိအမြင်ရတဲ့အစင်တိုင်းအကောင်းတော့မဟုတ်ဘူးဒါကြောင့်မနှောတော့မှာစိတ်ထဲမှာမွေးလျော်ပွဲကောင်းတဲ့အစင်အတန်အနံ့အရတာထိတွေ့ဆိုတဲ့ကံကုန်အာယုန်နေရှိတယ်တဲ့အထမေဝိကတောသတော်အဲ့ဒီကံကုန်အာယုန်နေပေါ်မှာခံစားခြင်းနဲ့စိတ်ရယူခြင်းနဲ့စိတ်ဆန္ဒအောင်ရှိကဲဖိုလ်ဤတို့တွေကြတာ တာရာလေးချင်းချင်းနဲ့ပါရတဲ့အံလေးနားထောင်ချင်းနဲ့ဝိချိုင်တဲ့အံလေးနားရှုချင်းဒါတွေလိုချင်နေတာလို့လေစိတ်ကလည်းအဲ့ထဲမှာပြောင်းဝဲအဲ့တော့မြတ်စွာဘုရားကတော့ငါအဲ့ဒီဟာယုတ်ဒီပုံမှာတွေ့တာမှုဆန္ဒတတ်မဲ့မှုဆန္ဒလားမှမရှိဘူးဆိုတော့ဒါပြင်မြတ်စွာဘုရားမျက်စိမကောင်းလို့လားနားမကောင်းလို့လားတော့နှာခေါင်းမကောင်းလို့လားရှားမကောင်းလို့ဘယ်ဟုတ်မှာတော့ ရသော်ဘုရားလည်းမျက်စိကလည်းကြည်တယ်ကိုမြင်ရတယ်လှတာလည်းမြင်တယ်မလှတာလည်းမြင်နော်အတန်လည်းကောင်းတဲ့အတန်လည်းကြားတယ်မကောင်းတဲ့အတန်လည်းကြားအနံ့ကလည်းမွေးတဲ့အနံ့နန်းတယ်လို့မကောင်းတဲ့အနံ့လည်းကြားမှာအရသာလည်းကောင်းတဲ့အရသာမကောင်းတဲ့အရသာနော်အထီးတွေ့ရလည်းကောင်းတဲ့အထီးတွေ့မကောင်းတဲ့အထီးတွေ့ရှိသို့သောမျက်စောဘုရားဘုရောကံတော်ကြောင့်ကောင်းတာတွေကြီးပဲတွေ့တော်လဲအဲ့ဒီပုံမှာ ကောင်းလိုက်တာဆိုတာတခါမှမရှိဘူး။နော်။လောဘနဲ့တွေးချင်တာတခါမှမရှိဘူး။တဘာဝအရာဒီစိတ်ထဲမှာတိလိုက်တာရှိတယ်။လူချင်းနဲ့လောဘဆိုတာညှောက်ပြမှာမရှိဘူး။အော်ဘုရားတို့တွေကြတော့ဘာဖြစ်တော့ဆိုတော့လူချင်းတာကောင်းလိုက်တာနောက်တာမျိုးရှိသေးလားလောက်ပါလေ။အဲ့ဒါလို့အဲ့ဒါကြောင့်မြတ်စွာဘုရားအိဋ္ဌမေဝိကတောစံတော် ဒီကောင်းကောင်းအာယုန်တွေပေါ်မှာတတ်ပါလူချင်းတတ်မဲ့တဲ့စိတ်ဆန္ဒကင်းသွားပြီတဲ့အဲ့မှာလုံးဝတာတွေမရှိတော့ဘူးတဲ့ဒါကြောင့်မလို့မင်းထောင်နဲ့ကြော့ခွဲနေရလကားပဲလက်ဆောင်ပြားမှာလာနှိမ့်ဆက်နိုင်တော့မရှိတော့နော်သူထောင်နဲ့ကြော့ခွဲဆိုတာကကြော့ခွဲနေလက်ဆောင်ပြားကအဲ့ဒီလိုတဏှာရာကတွေ့တမ်းမှုဆန္ဒလုံးဝမရှိတော့သူကြော့ခွဲနေမှာမဆိုင်တော့ဒါကြောင့် နိယတောတောမတိကာနကဟေးဆိုယုလာတဲ့မနကြီးမင်းဟာအရှုံးသမားကြီးပါငါ့ကိုဘယ်တော့မှမင်းမနိုင်ပါဘူးမင်းဟာရှုပ်နေပြီတို့အဲ့ဒီလိုရသော်ဘုရားကကျုံဝါပြောဆိုနေတာနဲ့ဆုံးသက်ထားတာဖြစ်ပါလေဘုရားမြတ်စွာဘုရားမြတ်ဟာလောကသားတို့အတွက်လောကအလယ်မှာဖြစ်ပေါ်လာရပြီနော်အရှောင်းလုံးဘဝတက်တာ ်ဆယ်လုံးဟာတက်တော်ရှိစင်ဒီနေတရားကလပ်ပတ်လို့ဘုရားဘုရားနဲ့၄၅မိနစ်တာကလပ်ပတ်လို့လောကသားတို့ရဲ့အကျိုးသက်သက်ကိုဆောင်ရွက်တော်မူခဲ့တာဖြစ်တယ်။အဲဒီလိုဆောင်ရွက်တဲ့အခါမှာလောကသားတွေဆိုတာလူကောင်းရှိတယ်လို့မကောင်းတဲ့လူတွေလည်းရှိကောင်းတဲ့နဲ့မကောင်းတဲ့ကမကောင်းတဲ့ကပြုံပြီးတော့များတယ် ်ရသံရာလောကသားတွေအတွက်ကောင်းကျင့်ချမ်းသာတွေရရှိလို့ဆိုတဲ့မေတ္တာကရုဏာကြီးမားစွာဖြင့်ဆောင်ရွက်တော်လေရသံရာရဲ့အနိကတပြည့်တည်းကပဲရသံရာကိုစန့်ကျင်တဲ့ပုဂ္ဂိုလ်တွေဟာပေါ်ပေါက်ခဲ့ဘူးလေပေါ့တို့တော့ညံ့ညံ့ပြားစားစားပေါ်ပေါက်တာတော့မဟုတ်ဘူးဒီလိုတို့လိုထင်ရှားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့မထင်ရှားတဲ့ပုဂ္ဂိုလ် ေဆောင်ရားကိုစန့်ကျင်ခဲ့တာရှိတယ်။လောကမှာလူရင်တို့ဖြစ်လာလို့ရှိရင်ဘလောက်ကောင်းတဲ့အလုပ်တွေလုပ်လို့အဆိုင်ခံဆိုဒီမှာပေါ်လာစမြဲပဲဖြစ်တယ်။ဒါလောကရဲ့သဘောပါ။ညကြီးဟာတော်ရည်အတွက်လောကသားတွေအတွက်အေးချမ်းမှုသန့်စင်မှုကိုပေးနိုင်တော်လို့လေ။ဒီတဲ့ဆင်းပြီးတော့ရည်ညစ်သေးတဲ့ပုံစံတွေမရှိဘူးလားဆိုရှိတာပေါ့။နော်။ အဲ့ဒါမြည့်ရဲ့အပြစ်လားလို့ဆိုမြည့်ရဲ့အပြစ်မဟုတ်ဘူး။လောကသားတွေရဲ့အပြစ်တန်းဖြစ်တယ်။ထို့တူပဲမြတ်စွာဘုရားကလောကသားတွေကိုကြိုးပြုမှုပွင့်လာတာဖြစ်တော့လေ။မြတ်စွာဘုရားကိုစัจ ጀ ပဲလုပ်ပြီးတော့ဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းမြောင်းများစွာရှိတာပေါ့။အဲမြောင်းများစွာရှိတဲ့ထက်ကမတန်းတင်ထားတဲ့ပုဂ္ဂိုလ်အချို့ရဲ့အကြောင်းကိုပိဋကတ်သုံးပုံမှာသိရှိကြ။သို့တော့မြတ်စွာဘုရားကိုအကြောင်းပြုပြီးတော့ တွင်စကြတရားဟောလိုက်လို့နိုင်လိုက်တဲ့အခါမှာသူသားတွေဟာရှင်ကုဋ္ဌညာတူဟာဓမ္မနဲ့ပတ်သက်ပြီးတော့ဓမ္မစကုဆိုတဲ့မျက်စိအမြင်တကရသွားတယ်။သို့တော့နတ်တွေပြမာတွေကတော့နတ်တွေကအသင်ချေပြမာဘုံ၁၈ကလေးဆိုတာဓမ္မစကုရသွားတယ်။စကြဝဠာလို့ခေါ်တဲ့လောကကြီးနဲ့တိုင်းတာကြည့်လိုက်မယ်ဆိုရင်သစ္စာဗျာရဲ့ဆောင်ရဲ့ဒုက္ခကိုကြောင့် အကျိုးချစ်ထွန်းသွားတဲ့ပုဂ္ဂိုလ်တွေကများတယ်လို့သူတို့ပြောအောင်မှာဖြစ်တယ်။ဘုရားရသော်ဘုရားကိုအကြောင်းပြုပြီးရသော်ဘုရားပွင့်လာမှုကိုအကြောင်းပြုပြီးဘုရားကိုဆန့်ကျင်တဲ့စိတ်ဓာတ်တွေနဲ့ရသော်ဘုရားကိုဆန့်ကျင်ပဲလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာဆုံးရှုံးနေတာပြီးတဏှာမှာဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။ချင်းရှားဆုံးကတော့ရှင်ဒီဝဒနောက်ဆုံးရသော်ဘုရားကိုဆန့်ကျင်ပဲလုပ်ပြီးတော့ မြည်မြူပြီးအဝိဇ္ဇငရဲ့မှာဆင်းရဲဒုက္ခကိုခံနေရတယ်ဆိုတာဟာအာလုံးသိထားတဲ့အတိုင်းပဲเนาะဆင်းရဲဒုက္ခလို့ပဲမြတ်စွာဘုရားကိုစัจ jjeme လုပ်တဲ့ပုဂ္ဂိုလ်တွေအားလည်းပဲပေါ်ပေါက်ခဲ့ဘူးလေအဲ့ဒီပေါ်ပေါက်တဲ့ပုဂ္ဂိုလ်တွေလည်းပဲစာပေကျမ်းကမှမှတ်တမ်းတင်ထားတာဒီရှုတော့အမြင်ကနေပြီးတော့စัจ jjeme ပုဂ္ဂိုလ်ရှိတယ် စကားနဲ့ဆန့်ကျင်ပြီးတော့မြတ်စွာဘုရားနဲ့အခြေတင်ပြောသည့်ထင်အောင်ဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိခဲ့တယ်လို့။ကနေ့ခေတ်လူတွေမှာအခြေတင်ပြောခံရတဲ့ဆပါပြောစရာလုံးတယ်။မြတ်စွာဘုရားလိုပုဂ္ဂိုလ်တော်မှာလောကသားတဲ့နေလောကရဲ့အခက်အခဲဆိုတာကြုံမှမယ်ပေါ့။လောကသားဆိုတာလူတိုင်းကြုံတာပဲ။တမန်ပုဂ္ဂိုလ်တွေအနေနဲ့စိတ်ရကြစရာမရှိဘူး။လောကမှာအထွတ်အထိပ်ရောက်နေတဲ့ပုဂ္ဂိုလ်သူများတောင်မှပဲ။ ဒုက္ခသားရဲ့ဆက်ကျင်မှုကိုခံရတယ်ဆိုမြတ်စွာဘုရားကတခါတော့ကမေးကြတယ်ငါဟာဂျာပန်နဲ့လာတဲ့တူတယ်ဂျာပန်ဆိုတာဟာလေခြေထဲမှာပေါက်တယ်ခြေထဲမှာကြီးတယ်ခြေထဲမှာကြီးပြီးတော့ရင်မျက်နှာကိုပြင်ပေါ်တက်ပြီးတော့ဝင်ဂျာပန်တော့ခြေနဲ့ထိတွေ့ခြင်းမရှိဘူး ခြေဟာကြာပန်းကိုညစ်ပေအောင်လုပ်တယ်ကြာပန်းကိုရေးချလိုက်လို့ရှိရင်ကြာရက်ပေါ်ကြာကြာကြာဘက်ပေါ်ကြာကြာခြေဟာလိမ့်ဆင်းသွားတယ်ထို့တူပဲငါဟာလောကထဲမှာမွေးတယ်လောကထဲမှာချီးပြင်းတယ်ဒါပေမဲ့လောကသားတွေနဲ့ပတ်သက်ပြီးတော့ဒီချစ်ခင်ခြင်းဆိုတဲ့တန်ရောစဉ်မုန်တိခြင်းဆိုတဲ့တန်ရောစဉ်လောကသားတွေပုံမှာဖြစ်ပေါ်လာတဲ့တန်ရောစဉ်တွေတခုမှမရှိပဲနဲ့ လောကသားတွေရဲ့လောကသားတွေနဲ့လွတ်လွတ်လပ်လပ်အဖျားဟာနေထိုင်ခဲ့တယ်နေထိုင်နေရရှိတယ်ဆိုတာကိုသူတို့တော့တောင်းမြတ်စွာဘုရားရှင်းလင်းဟောကြားတယ်